ကိုကြီးစီကိုဘယ်တော့မှပြတ်မလာခြင်းနဲ့အတူဖုန်းတော့ဆက်ခဲ့ပါတယ်ကိုကြီးကိုကြီးဖုန်းနည်းနည်းလေးမှတော့မရှာခဲ့ဘူးမလားဖုန်းစီကိုတတိယရဲ့စိတ်လေးတစ်ခုနဲ့တော့ဖုန်းတစ်ချက်မဆက်ခဲ့ဘူးနော်ရက်ဆက်တယ်လို့ဖုန်းကိုကြီးကိုပြစ်မိတယ်တော့ပါဘူးဒီစားကိုကြီးဖတ်နေရတဲ့ချိန်မှာဖုန်းက တခြားနေရာဝင်ရောက်နေပါပြီ။ဖူမာကိုဝင်မရှိပါဘူး။ဖူမာကိုဝင်ရနိုင်ချေလည်းရှိနေပါဘူးကိုကြီးရဲ့။ဒေါ်ဆောင်ရချူကိုဖူအနိုင်ရမလားဆိုရဲစိတ်နဲ့ပြောမပြောရပြောချလိုက်တာပါ။ငြိမ်ချမ်းတော့ဘလို့ပဲပြောပြောဖူကငြိမ်ချမ်းတော့လက်ထပ်မှမဟုတ်ပါဘူး။ ကိုယ်ရဲ့စေတနာမြတ်တာတွေဖုတ်တမှုထားပါတယ်။ကိုယ်ရဲ့မိသားစုကိုရွေးချယ်လိုက်နိုင်လို့ဖူဝတာပါတယ်။ဖူလေအမှန်တရားကိုပဲရွေးချယ်လိုက်ပါပဲ။ကိုယ်ပြီးခဲ့တဲ့များလို့ဖူကုန်ပြန်ပြီးခဲ့ပါရဲ့နော်ကိုယ်ကိုယ်ရဲ့ချစ်တော်မှာပါ။ကိုယ်ရဲ့ချစ်နေအောင်မယ်။ 噗。<music> ယရီကစာထဲမှာဘာရေးတာလဲမင်းနဲ့ပြန်ဆက်ဖို့ရေးတာမဟုတ်ပါဘူးကွာသူကငါ့ကိုဒီဘဝမှာလည်းမဆုံးကျင်တော့နောက်ဘဝမှာလည်းမဆုံးကျင်တော့ဘူးဩဘာပဲဖြစ်ဖြစ်သူငါ့ကိုနားလည်ပေးတဲ့အတွက်ငါသူ့ကိုကျေးဇူးတင်ပါတယ်အဲမင်းယရီရေးထားတဲ့စာတွေဖတ်ပြီးတော့ခံစားနေရတာ အမဲမဲတဲ့မေးခွန်းတော့မဖြေချင်တော့မင်းယတိကိုဘယ်လိုမြင်လဲဆိုတော့ငါ့အမှန်တိုင်းပြောပြပေးလို့ရအင်းငါအငင်ပြောရရင်တော့ယတိကမင်းကိုအရန်ချစ်တဲ့မင်းကလေးတယောက်လို့ငါမြင်အဲဆိုငါ့ကိုမိုင်မဲတဲ့လူတယောက်လို့မမြင်ဘူးဟောအဲ့လိုတော့မင်းကိုမထင်ရပါဘူးကွာ လူတိုင်းမှာကိုယ့်အကြောင်းပြချက်နဲ့ကိုရှိကြတာပဲအဲမှားတယ်လို့ပြောဖို့ခက်တယ်လို့မှန်တယ်လို့ပြောခက်တဲ့ကိစ္စတွေရှိကြတာပဲမဟုတ်ဘူးဘလို့မင်းကတော့အများအားကြစရာကောင်းတဲ့လူတယောက်လို့ပါဘာလို့လဲဆိုတော့လူတယောက်ကတခြားလူတယောက်ရဲ့အချစ်ခံရဘူးဆိုတာဘယ်တဲ့ကိစ္စမှမဟုတ်ဘူးမင်းကအခြားလူတယောက်ရဲ့အချစ်ခံရတယ်ဆိုတော့ ဟိုငါတို့ကအားကြရတော့ဗောဒါဆိုရင်ရတိကိုငါချက်တယ်မြင်ပါလဲ ါဆိုရင်ငါကြွေကိုမချစ်ဘူးလားမချစ်ခဲ့လို့မင်းကပြောချင်တယ်အချစ်ဆိုတဲ့အရာပုံွယ်နေတတ်ပြီးခဏခဏလည်းပေါ်လာတတ်တယ်တန်ရောခင်ရတာတစ်ချိန်တစ်ခါပဲပေါ်လာတတ်တာမျိုးပေါ့မင်းကကြွေကိုချစ်တယ်ဆိုတာထက်တန်ရောစင်ရှိတယ် ယရီကိုကြတော့ချစ်ပဲချစ်တယ်တန်ရုံးနေကြမရှိပြန်မင်းပြောတဲ့စကားတွေကအနှစ်တွေကြီးပါပဲလားမင်းကျွေးရောဘလို့မြင်လဲကျွေးရတော့မိသားစုပေါ်မှာတန်ရုံးစဉ်ကြီးတယ်မိသားစုအတွက်သူ့ရဲ့ဆန္ဒကိုလူသိထားနိုင်တယ် မိမတွေရဲ့စိတ်ကခမှန်ခက်ပါတယ်ကွာဟိုမင်းမယုံဆိုရင်ကျွေးပအောင်နှမ်းကြည့်လိုက်သူစိတ်ဆိုးပြီးတော့တစ်ဖက်ကိုလှည့်ခြင်းနဲ့သွားလိုက်ဒါပေမဲ့တခြားတစ်ဖက်မှာသူရှက်ပြုံးပြုံးနေမှာဒါမှမဟုတ်ဒါနဲ့လိုက်ထုတ်တယ်ဆိုရင်တော့ငါလည်းမတတ်နိုင်ဘူးပေါ့ကွာအေးမင်းပြောရတယ်ဟုတ်တာ တူးနေတယ်။ဘာမှမတွေ့ပါဘူးကျွေး။ကောလည်းဟိုမှာတမီးရှိနေရဟာဘာလို့ထားလဲချစ်လို့ရောကျွေဒါကိုတမီးကအပြစ်လို့မြင်မှာမဟုတ်ပါဘူးဟုတ်တယ်နော်တမီးဟုတ်တာပေါ့ဒီဒီရဲ့တမီးကအပြစ်လို့မမြင်ပါဘူးချစ်လို့ပဲမြင်တာကြာနော် အချစ်လိုပဲမြင်တယ်တဲ့ကိုတို့အဲ့အချစ်တွေနည်းခဲ့ကြရအောင်နော်ရှက်မနေပါနဲ့မမီရဲ့ဒက်ဒီကိုပျော်ရွှင်ခွင့်ပေးလိုက်ပါကဲသမီးရအောင်မဒက်ဒီဘက်မှာရှိနေရဆိုတော့မမီကဘာပြောကြရှိအောင်ပါလဲလာအေးဆိုင်အောင်လीဟမ် ဘာမိသမီးကအဆိုတင်နှန်းတက်နေတာဆိုတော့ချင်းနေကောင်းကောင်းဆိုတက်နေပြီလားဟမ်ခုဆိုသမီးတချင်းနေအများကြီးဆိုတက်နေကဲအဲ့ဆိုရင်ဒိန်နဲ့မာမီကိုသမီးချင်းဆိုပြသမီးဆိုပြမယ်ဆိုရင်ဒက်ဒီကတာတီးပေးပါဟောတီးပေးမှာပေါ့တီးပေးမှာကဲဘာသာချင်းဆိုတက်နေပြသမီးကဟမ်ကြည့်ရကြည့်တချင်းဆိုတက်နေ ရမ်းကောင်းတာပဲเนาะကိုစောကလေးကပြောသားပဲသမီးလေးဖြစ်ချင်တော့အကောင်းဆုံးပံ့ပိုးပေးလိုက်ပါလို့ဟုတ်ပါပြီရှင်ဒီနေ့ဒီချိန်ကစပြီကိုလိုသမီးလေးဖြစ်ချင်တာကိုလိုသမီးလေးလှုပ်ချင်တဲ့ဆန္ဒတွေအကုန်လုံးကိုလိုအကောင်းဆုံးဖြည့်ဆည်းပေးကြမှာเนาะ ူချင်းနဲ့ဆူရီလာမီးစီမှာတောင်းချင်လိုက်တာ။ကျမတော်တော်မရနိုင်တော့တဲ့ဆူရီလည်းမတောင်းချင်တော့ပါဘူးလာမီးရဲ့။ကိုကြီးတော်တော်ဆူတောင်းပေးချင်တယ်။ကိုရီးတယောက်မိသားစုနဲ့အတူပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကိုကြီးချမ်းနိုင်ပါစေ။